စစ်တပ်ကရခိုင်မြောက်ဦးစေုံကိုဘုံကျဲလို့တေဆုံးသူ33ဦးထိမြင့်တက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်မြောက်ဦးမြို့စေုံကိုစစ်တပ်ကပေါင်900ဘုံနှလုံးကျဲချခဲ့တဲ့အတွက်စေကူတနေတဲ့လူနာဒါဇင်နဲ့ချီတေဆုံးခဲ့တယ်လို့ရခိုင်စစ်ဘေးရှောင်ကူညီနေသူ ကိုဝင်းဟင်းအောင်ကရက်ပီကော့သတင်းမီဒီယာကိုဒီနေ့မနက်ပိုင်းမှာပြောပါတယ်။ထိခိုက်ဒဏ်ရာ ပြင်းထန်ရတဲ့သူတွေလည်းများတဲ့အတွက်တေဆုံးသူတွေထပ်တိုးလာနိုင်တယ်လို့လည်းသူကဆိုပါတယ်။ စစ်တကနိုင်ငံတကာလူခွင့်ရေးနေ့မနေ့ဒီဇင်ဘာလ10ရက်နေ့ညပိုင်းမှာဘုံကျဲလိုက်တာဖြစ်ပါတယ်။စစ်တပ်ဘုံကျဲမှုမတိုင်ခင်နိုင်ငံတကာတန်ယုံတချို့ကလည်းအရက်သားတွေအပေါ်လေကြောင်းတိုက်ခိုက်မှုတွေကိုအဆုံးသတ်ဖို့နဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုရပ်တန့်ဖို့စာထုတ်တောင်းဆိုခဲ့ကြပါတယ်။ဒါပေမဲ့စစ်တကညှဥ်စေးုံဘုံကျဲမှုအပေါ်ရခိုင်စစ်ပေးရှောင်တွေကိုကူညီနေသူကိုဝင်ဟောင်ကအခုလိုပြောပါတယ် ပြောเสียစကလုံးတော့မရှိဘူးဗျအနေကဆိုရင်ဒီဇင်ဘာလ10ရက်ဆိုတာကလူခွေနေ့လည်းဖြစ်တယ်ပေါ့လူခွေနေ့မှာတန်ယုံတွေကဒီကြောင်းပြစ်ခတ်မှုအရသာတည်ဆုံမှုတွေအတွက်စစ်တပ်ကိုမလုပ်ဖို့တားထားတဲ့ဂျားကနေစစ်တပ်ကဒီလိုလာရောက်ပြစ်တယ်ဆိုတာကနိုင်ငံတကာကိုပြည့်ရပြုတဲ့အပိုင်းဖြစ်သွားပြီဗျအခြားတစ်ဖက်မှာလည်းအကြံဖက်ဖြစ်ကြောင်းပေါ်တင်ပြတဲ့အကြောင်းနဲ့ဖြစ်တယ်အင်မတန်ယုံညံ့တဲ့လုပ်ရဖြစ်တယ်ဆိုပြီးသူကမှတ်ချက်ပြုပါတယ် စစ်တပ်ဘုံကျဲပြီးတဲ့နောက်အမျိုးသားရုပ်အလောင်း16လောင်းအမျိုးသမီးရုပ်အလောင်း18လောင်းကနဦးတွေ့ရှိခဲ့ရပြီးအဲ့ဒီရုပ်အလောင်းတွေထဲမှာတစ်နှစ်ကျော်ဝင်းကျင်ကလေးငယ်တဦးပါဝင်တယ်လို့သူကထပ်ပြောပါတယ်ထိခိုက်ဒဏ်ရာရတဲ့အထဲမှာတော့ကျမရဲ့ဝန်ထမ်းတချို့လည်းပါပြီးတည်ဆုံးတဲ့အထဲတော့မပါဘူးလို့သိရပါတယ်နောက်ပြီးကိုဝေဟင်းအောင်ကစေယုံကွင်းပြင်အဆက်ကလေးကိုကြာလာပြီးမှအဆောင်ရဲ့ပေ30 40လောက်ပဲရှိမယ် နောက်တစ်လုံးကလူနာတွေစေကူတနေတဲ့အဆောင်ကိုထိမှန်ခဲ့လို့ဘုံကြခွဲခဲ့တဲ့နေရာတွေကို ပြောပါတယ်အဆိုပါဆေးုံကရခိုင်တပြည်နယ်လုံးနီးပါးကစီလာရောက်ကူတနေတဲ့ဆေးုံတို့ခုဖြစ်တယ်လို့စစ်တပ်ရဲ့ဖြက်လေးပြက်ပြင်စစ်တပ်ရောက်ဆရာဝန်ရှားပါနေတဲ့အတွက်ရှိတဲ့ဆရာဝန်တွေနဲ့ကြားကန်ကန်နေရတဲ့ဆေးုံတို့ခုဖြစ်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကတော့စစ်တပ်ကနိုင်ငံအနှံ့ဒေသတိုက်ခိုက်မှုအကြိမ်၄200ရှိပြီးတိုက်ဆုံသူ စုစုပေါင်းအရေအတွက်ကတော့အယောက်4480ရှိတယ်လို့ထုတ်ပြန်ထားပါတယ်လာဒူစစ်တပ်ကအစုလိုက်အပြုံလိုက်တက်ဖြတ်မှု485မှုကိုကျူးလွန်ခဲ့တယ်လို့တေဆုံးသူပေါင်းစုစုပေါင်း4965ဦးထိရှိခဲ့တယ်လို့ကြေညာထားပါတယ်